မင်္ဂလာနနက်ခင်ပါဂျေစုဗျူနာမြတ်တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်တိုက်ပူချိန်ကတော့25ဒီဂရီရှိပြီးတော့မှ30ဒီဂရီရှိတယ်လို့ခန့်စမ်းရရှိနိုင်ပါတယ်ဒေရုရေသွေးကပုံမှန်ဖြစ်ပါတယ်တနိတာလုံးတွေအများအားဖြင့်တိမ်ထူတက်ပြီးနေရာနှံ့ပြားမိုးထစ်ချုံရောက်မှာဖြစ်ပါတယ်မြင့်ဆုံးပူချိန်က29ဒီဂရီရှိမှာဖြစ်ပါတယ် နေ့စဉ်ဝေပြုခြင်းလင်းပြစက်တင်ဘာလ29ရက်စနေနေ့2025ယေရှုခရစ်ထမြောက်တော်မူသောအခြင်းဂါရုကိုကယ်တင်တတ်၏အဓိကချက်ရှင်ပေထရုဩဝါဒစာပထမဆောင်မှာခွန်အားယူစရာများပိုင်း37ဖတ်ရန်ကြမ်းချက်ရှင်ပေထရုဩဝါဒစာပထမဆောင်ခန်းကြီး3ခန်းငယ်16မှ22ခရစ်တော်သည်ကိုခန္ဓာအားဖြင့်အသေးသက်ခြင်းကိုခံ၍ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်တော်မူသည်ဖြစ်၍ငါတို့ကိုဖျားသခင်အထံတော်သို့ပို့ဆောင်ခြင်းကဖြောင့်မတ်တော်မူသောသူသည်မဖြောင့်မတ်တော်သူတို့တွင်ဒုစရိုက်ဖြစ်များကြောင့်တခါခံတော်မူ၏ထိုဝိညာဉ်တော်အားဖြင့်လည်းကြွသွားတော်မူ၍ယခုထောင်ထဲမှ လောင်ထားသောဝိညာဉ်တို့အားတရားဟောတော်မူ၏ထိုဝိညာဉ်တို့မူကားရှေးကာလနောအေလက်ထ၌နေသောသူသည်ဟူသော လူရှိယောက်တို့ကို ရေအားဖြင့်ကယ်ဆယ်သော သင်္ဘောကိုတည်လှုပ်စဉ်တွင်ဘုရားသခင်၏ခံဒီတော်သည် စိုင်းလင့်တော်လဲနားမထောင်သောဝိညာဉ်ဖြစ်သည်ထို့သောသော ဥပမာအတိုင်းယခုတွင်ဗတ္တိဇံသည်ယေရှုခရစ်ထမြောက်တော်မူသောအားဖြင့်ငါတို့ကိုကယ်တင်တတ်၏ဗတ္တိဇံဟုဆိုသော ကိုယ်ကာယ၏အညစ်အကြေးစေကြောခြင်းကိုမဆိုလိုကိုကိုကိုတိသောစိတ်ကြည်လင်၍ဘုရားသခင်ရှေ့၌ဝန်ခံခြင်းကိုဆိုလိုသည်ထိုသခင်သည် ကောင်းကင်ဘုံတို့ကြွတော်မူသည်ဖြစ်၍ကောင်းကင်တမန်အစရှိသော အာနာဇက်တကူများတို့ကိုအုပ်စိုးလျက်ဘုရားသခင်၏လက်ရတော်ဘက်၌ရှိတော်မူ၏။ရှင်မာကုခရဝင်ကျမ်းခန်းကြီး၁၆ခန်းငယ်၁၉ထိုသို့သခင်ဘုရားသည်တပည့်တော်တို့အားမိန်တော်မူပြီးမှကောင်းကင်ဘုံတို့ဆောင်ယူခြင်းကို ခံတော်မူ၍ဘုရားသခင်၏လက်ရတော်ဘက်၌ထိုင်နေတော်မူ၏။ ဒီနေရာမှာတော့ရှင်ဘောလူသည်သခင်ယေရှုခရစ်ကိုယုံကြည်ခြင်းဟာမျော်လင့်ခြင်းအပြည့်ကိုပေးတယ်ဆိုတဲ့အကြောင်းကိုတိုက်တွန်းခွန်အားပေးထားတယ်။အပြစ်တရားကြောင့်ဘုရားသခင်နဲ့ဆက်ဆံရေးပြတ်ပြားနေတဲ့၊ဖြတ်တောက်နေတဲ့လူတွေကိုဘုရားသခင်စီကို ပြန်လည်ပို့ဆောင်ပေးဖို့ဖြစ်ပါတယ်။သခင်ယေရှုရဲ့အသေးခံတော်မူခြင်းကြောင့်သာဇရောတွေဘုရားသခင်ရှိကိုရဲရင်စွာနဲ့နှိမ့်စင်အမြဲတမ်းတိုးဝင်ခြင်းကခွင့်ကိုရရှိနေကြခြင်းပဲဖြစ်ပါတယ်။ ခန်းငယ်၁၉:၂၀မှာတော့ခရင်ရှုဟာဝိညာဉ်တော်အပြင်သက်ရှင်ပြီးရေလွှဲမိုးခြင်းမတန်ခင်က နာခံမှုမရှိဘဲတည်ဆုံသွားခဲ့တဲ့သူတွေကိုဘလို့ဟောပြောခဲ့လဲဆိုတာကိုတွေ့ရပါတယ်။ဘုရားသခင်ရဲ့တရားစီရင်ခြင်းနဲ့ကယ်တင်ခြင်းအကြောင်းကိုပေါ်ပြတယ်။ကိုရဟာအသက်ရှင်ပြီးတော့မှဘယ်အချိန်ဘယ်ခါမှမဆိုအလုပ်လုပ်နိုင်တယ်ဆိုတာကိုသူ့ရဲ့ခွန်အားတကူစံတတ္တိကိုပေါ်ပြနေခြင်းဖြစ်ပါတယ်။ ခိုင်းငယ်21ကတော့ယင်းနှစ်ချင်းရဲ့အတိတ်ပဲကို ရှင်းပြတယ်။ယင်းနှစ်ချင်းဆိုတာဟာ ခန္ဓာကိုယ်ပြင်ပအရာတွေစင်ကြယ်ဖို့ရင်အတွက်ရည်ချိုးတာမဟုတ်ဘူး။ရိုးရိုးပြင်ပလက္ခဏာမဟုတ်ဘူး။ယုံကြည်ခြင်းကိုကိုယ့်ရဲ့တကယ်အတွင်းကလာတဲ့အသိစိတ်နဲ့ဝန်ခံခြင်းသက်သေပြုခြင်း ဖြစ်ပါတယ်။ဘုရားသခင်ရှေ့လူရှေ့မှာ ကိုယ့်ရဲ့တကယ်ပြတ်သားတဲ့စိတ်နဲ့ပဒိညာဉ်ပြုခြင်းဖြစ်တယ်။ခင်ရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းဟာလည်း ကျွန်တော်တို့ကိုဘဝတတတိတ်ကိုပေးတယ်ပြစ်ဟောင်းနေတဲ့ကနေလွမြောက်ခွင့်ကိုပေးတယ်နောအေးလက်ထက်ကလူရှိရောက်ပဲကဲတင်ခြင်းရပါမယ်အခုချိန်မှာတော့သခင်ရှုခရစ်ရဲ့အသေးခံခြင်းရှင်ပြန်ထမြောက်ခြင်းကြောင့်လူသားအလုံးကဲတင်ခြင်းကို ရောက်ရှိနိုင်တယ်ရေသင်းချိုင်းမှာအပြစ်တရားတွေကိုမြုပ်နှံပြီးတော့မှသခင်ရှုခရစ်နဲ့အတူတူပြန်လည်ရှင်ပြန်ထမြောက်ခြင်းဟာယနေ့ခြင်းရဲ့လက္ခဏာသက်တည်တစ်ခုဖြစ်ပါတယ် နောက်ဆုံးခန်းငယ်20မှာတော့သခင်ရှုခရစ်သည် ရှင်ပြန်ထမြောက်ပြီးတဲ့အခါမှာကောင်းငင်ဘုံကိုကြွရဲကောင်းငင်တမန်တွေအာနာဇက်တကူတွေကိုကိုယ်တိုင်အုပ်စိုးပြီးတော့မှဖျားသခင်ရဲ့လက်ရာတော်ဘက်မှာထိုင်နေပြီးတော့မှအမြင့်ဆုံးသောအာနာတကူရှိတဲ့ဖျားရှင်ဖြစ်ကြောင်းကိုပေါ်ပြပါတယ်။ကိုရောဟာအရာအားလုံးရဲ့အထက်မှာရှိတယ်။ဒီကနေ့ကျွန်တော်တို့ဘလိုမျိုးခြေနေမျိုးပဲကြုံတွေ့နေပါစီဘလောက်ပဲခက်ခဲကြမ်းတမ်းနေပါစီ ျွန်တော်ကိုကဲတင်ပြီးတော့မှအခွင့်အာဏာအလုံးရဲ့အထက်မှာရှိတဲ့သခင်ရှုကျွန်တော်နဲ့အတူတူရှိနေတယ်ဆိုတာကိုမမေ့ပါနဲ့ကျွန်တော်ရဲ့အဖြစ်တွေအတွက်အသေးခံပေးတဲ့သခင်ရှုရဲ့မြတ်တာကို အမြဲတန်ဖိုးထားပါကိုရောရဲ့ရှင်မြတ်ထမြောက်ခြင်းနဲ့ရရှိခဲ့တဲ့တက်တာတစ်ကိုကျေးဇူးတင်ပါတက်တာတစ်တိုင်းဆက်လက်အသက်ရှင်ပါပြီးတော့ရခတ်သိန်းရဲ့အထက်မှာအုပ်ဆုံးနေတဲ့ကိုရောကိုယုံကြည်ပြီးတော့မှကျွန်တော်ရဲ့နေ့စဉ်သက်တာကိုခွန်အားပြေးဝါနဲ့ ဆက်လက်ရှင်သန်လျှောက်လန်းကြပါစို့ဆက်လက်ဆုတောင်းကြရအောင်မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်တစ်တွက်လဲကိုရော့ကိုကျေးဇူးတင်ပါတယ်မနေ့တိုင်းကယူနာတော်အစ်စ်ကိုခင်ရတယ်သစ္စာတော်ကြီးမြတ်ကြောင်းကိုဝန်ခံပါတယ်ကိုရရှင်သည်ရခတ်သိန်းကိုဖန်ဆင်းပိုင်တာအုပ်စိုးသောဘုရားသခင် ရခတ်သိန်းနဲ့အတူရှိသောဘုရားသခင်ရခတ်သိန်းကိုစီရင်ပဲ့ပင်ပိုင်သောရှင်သခင်ဖြစ်သောကိုသာသမီးတို့ဝန်ခံသိမှတ်ပါれ။ တာရုံဘဝသက်တာချိန်တိုင်းတာရုံနိုင်ငံတာရုံလူမှုရေးစီးပွားရေးအရေးရာအားလုံးကိုလည်းကိုရရှင်ထိန်းချုပ်တော်မူပါကိုရအုပ်စိုးခြင်းအာဏာဆက်သားသမီးတို့ကိုယ်တိုင်ပေါ်မှာတော်ကောင်မိသားစုတွေအတင်းတော်တွေဆွေမျိုးတွေမြို့ရွာတွေနိုင်ငံကြီးပေါ်မှာကိုရအုပ်စိုးခြင်းအာဏာဆက်တည်စေတော်မူပါနိုင်ငံတော်တည်ထောင်ပါစေတော့ကိုရလူတော်ဒီလေကောင်းကင်ဘုံပြည့်စုံတဲ့ကဲတို့မြေကြီးပေါ်မှာမြန်မာနိုင်ငံပေါ်မှာသားတို့ရက်ရွာပေါ်မှာ တာမရသင်တော်ပေါ်မှာတာမရမိသားစုပေါ်မှာတာမရကိုယ်တိုင်တက်တာပေါ်မှာတည်စေတော်မူပါဘုရောကိုတည်ထောင်နိုင်သောတက်တာပိုင်ရှင်နေတည်တည်ဖြစ်စေတော်မူပါတတရရှင်သခင်သာရမြတ်စွာသောဘုရားပြေလွာပုံဆောင်နေရတဲ့သူတွေဒူပါရှိပါတို့ထဲမှာရှိတဲ့ကိုယ်ဝန်ဆောင်မိခင်တွေဟုတ်ဆိုမာတွေတက်ချီရွယ်ဦးတွေကလေးတငယ်တွေဘုရောသူပြင်ဆင်ခွဲကားတော်မူပါတတရရှင်ပါသူတို့ကိုသူတို့လုံးဝမကောက်ွယ်နိုင်ပါ ကျမ်းဖတ်တဲ့သူတွေကလည်းကိုရရှင်ဆုံးမတန်ခတ်တော်မူပါလက်တော်တို့အပ်နံပါတယ်ကိုရရှင်မိစ္ဆာဒိဋ္ဌိမောင်မိုက်တကိုးတွေအပြင်လှုပ်ဆောင်နေရတဲ့သူတိုင်းကိုကိုရရှင်လက်တော်တို့အပ်ပါတယ်ကိုရဲလေးရင်လက်တော်ပြင်ကိုရရှင်ပြင်ဆင်စီရင်ဆုံးမတော်မူပါဘုရောသူတဲ့ရတံမို့ကိုသူတို့တွေနားလဲလာအောင်တွင်တင်ပြင်ဆင်ပေးသနာတော်မူပါတရားသဖြင့်ပြုတဲ့သူတွေအားလုံးအောင်ပွဲတွေရရှိစေပါမတရားတဲ့သူတွေအားလုံးကိုရောအလိုတော်တိုင်း ရှုံးနိုင်စေတော်မူပါလက်တော်တို့အနံပါရဲပြတော်ရရှင်ဘုရားနိုင်ဤကောင်းကြီးပေးပါလုံလောက်တဲ့သာဝတ်နေရေးတွေတမေဝန်းချောင်းတွေအားလုံးရရှိစေတော်မူပါဘုရောတနာတော်မူခြင်းအပြင်မြေပါပြည်ကြီးကိုငြိမ်ဝှချမ်းသာခြင်းပေးပါမိအကြောင်းသခင်ရှုခရစ်တော်ဖျားဤနာမရမြတ်ကိုမြည်ပြုလက်တနာခံဆုတောင်းကြပါရဖဖျားအာမင်